ဒီနေ့အိမ်မတယောက်ထဲဖေကုပောက်တာနဲ့ခေါက်ဆဲတုပ်လှုပ်ရှားတဲ့ဘလော်လေးရိတ်ဖြစ်ပါတဲ့ပထမဦးဆုံးခေါက်ဆဲပြုတ်ပါမယ်ကျက်ဥကတော့ကိုကျက်လို့ထဲတာပါဒါပြီးရင်တော့အနစ်ကလေးစပ်ပါမယ်အနစ်ထဲမှာဘာရပါလဲဆိုရင်တော့ပင်ငံပြားရဲ့အကြည့်ပါတဲ့အနောက်ပါတဲ့ဇာရှုံမုတ်အမ်မြေဝဲတန်ထောင်မိသားလေးနောက်ပြီးတော့စီကျက်ကလေးထည့်ပြီးတော့မှုေပေးပါမယ်အချင်းချင်းတဲ့လူတွေကလည်းမကြည့်သိမေးထည့်ပြီးတော့စားလို့ရပါတယ် ခေါက်သွဲနစ်တော်လေးရပြီဆိုရင်တော့ပကံလေးကိုထည့်ပါမယ်အရာဘီဆွနကကိုဆက်ထားတဲ့အနစ်ကလေးနဲ့ကိုကြိုက်တဲ့ပမာဏထည့်ပြီးတော့နေပါမယ်ခံရတယောက်တည်းမလို့နဲ့နဲ့လေးပဲလှုပ်ထားတာပါသူကလေကြီးနဲ့အေးမခံမဲနဲ့တရားကျုပ်ထားပြီးသားပူပူလေးကိုပဲနေလိုက်တာဆိုလုံးဝစီးစီးပိုင်ပိုင်လေးနဲ့ရှားခေါက်ဆွဲလေးအတိုင်းပဲအရင်အောင်စားကောင်းပါလေရှင်။ဒါကတော့နှံ့နေအောင်မွေးနေတာပါ ူကလည်းအိမ်မှာပုံမှန်လှုပ်ဆောင်နေကြရတာနဲ့လုံးဝမတူပါဘူး။ဆိုင်မှာဝယ်ဆောင်နေတဲ့ရတာနဲ့လည်းလုံးဝမတူပါဘူး။ရန်စာကောင်းပါတယ်။တစ်ခေါက်ပြပြလှုပ်ဆောင်ကြည့်ကြပါနော်။ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးပါ။